င်္ဂလာပါခင်ဗျာရှကုံကစ်တစ်ကနေဒီနေ့လေကင်းတရင်လေးကိုတင်ဆက်ပေးပါမယ်ပြည်တွင်းမှာအချက်ဖက်စကောင်းစီဘက်ကဘိုလ်ချုပ်ဟောင်းတွေနဲ့မိသားစုဝင်တွေလောက်ကြံခံရမှာကိုဆိုရင်နေရပြောင်းလျှို့ဝှက်နေထိုင်ကြတာတွေအပြင်တက်တော်ဆောင်အဖွဲ့ဒီပါငှားရမ်းတာတွေနဲ့ခွင့်ပြုချက်တောင်းပြီးလက်နက်ကင်ဆောင်မှုတွေပါလှုပ်ဆောင်နေကြပြန်နေဆိုပါတယ် ချက်ပစအနာရှင်တွေအဆက်ဆက်ကျင့်သုံးခဲ့တဲ့အချင်းချင်းကြားသွေးခွဲခြင်းဆိုတဲ့နောက်ဆုံးစီးကိုကြော်ဖြတ်နိုင်ရင်အနိုင်ရပြီလို့ PDS စစ်စင်ရေးမှုရဲဘော်တင်ဦးကပြောလိုက်တဲ့သတင်းပါပဲဒီနေ့လည်းကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြန်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်တွင်းမှာ အဂျက်ဖက်စကောင်စီဘက်ကဗိုလ်ချုပ်ဟောင်းတွေနဲ့မိသားစုဝင်တွေလောက်ကြံခံရမှာကိုစိုးရိမ်ပြီးနေရာပြောင်းလွှတ်ဝတ်နေထိုင်ကြတာတွေအပြင်တပ်တော်ဆောင်အဖွဲ့တွေပါငှားရမ်းတာတွေနဲ့ခွင့်ပြုချက်တောင်းပြီးလက်နက်ကင်ဆောင်မှုတွေပါလှုပ်ဆောင်နေကြပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်ရှိမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စကောင်စီဘက်ကအရာရှိတွေဖြစ်တဲ့ Mind Test ဆက်သွယ်ရေးကုမ္ပဏီကဗန္နာရေးအရာရှိချုပ်ဒုတိယဗိုလ်မှူးကြီးဟောင်းသိန်းအောင်ဗိုလ်မှူးချုပ်အုံးသွင်းနဲ့တမတ်ပြစ်သူစစ်အရာရှိဗိုလ်ကြီးတို့အပါအဝင်အရာရှိဟောင်းတွေဟာ ဒေါ်လာကြီးရဖို့တွေရဲ့ပြစ်ခတ်ရှင်းလင်းမှုတွေခံရပြီးတဲ့နောက်ဗိုလ်ချုပ်ဟောင်းတွေနဲ့မိသားစုတွေဟာနေပြီးတော့ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးတဲ့နောက်တနည်းနှီးပါကြပြီးတဲ့အချိန်လုံခြုံရေးပြန်လဲစိတ်ချရပြီဆိုပြီးနေပြီးတော့ကနေရန်ကုန်မြို့ကိုပြန်ပြောင်းရွှေ့ခဲ့ကြတဲ့အချိန်မှာပဲအခုနောက်ဆုံးမေလ22ရက်နေ့ကတည်းရန်ကုန်မြို့မှာအငင်းစားဗိုလ်မှူးချုပ်ချိုထွန်းအောင်စိုးသူပါပြစ်ခတ်ရှင်းလင်းခံရပြန်တဲ့အတွက်ရန်ကုန်ကဗိုလ်ချုပ်ဟောင်းတွေနဲ့မိသားစုဝင်တွေဟာလှုပ်ဝက်နေထိုင်ကြတာတွေအပြင်တချို့လဲနေပြီးတော့ကိုပြန်ပြောင်းလာကြပြန်တယ်ဆိုပါလေဒါပြင် လက်ရှိစစ်ကောင်စီဘက်ကဗိုလ်ချုပ်ဟောင်းတွေနဲ့မိသားစုဝင်တွေဟာသူတို့ရဲ့လုံခြုံရေးအတွက်ဆိုပြီးတပ်တော်ဆောင်အဖွဲ့တွေကိုငှားရမ်းတာတွေနဲ့စစ်တပ်စီကခွင့်ပြုချက်တောင်းပြီးလက်နက်ကင်ဆောင်မှုတွေပါလှုပ်ဆောင်နေကြပြန်တဲ့အထက်မှာဘူးလက်လှဆွေဆိုရင်သူ့အတွက်တင်မကပဲသူ့အိမ်မှာနေတဲ့လုံခြုံရေးကိုပါလက်နက်တက်ဆင်ထားတယ်လို့လည်းနေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရင်ကုန်ခစ်တစ်ကိုပြောထားပါတယ်တစ်ဖက်မှာလည်းအရင်သမရသိန်းစိန်လက်ထက်ကသမရယုံဝင်ကြီးလုပ်ခဲ့တဲ့စိုးသိန်းနဲ့သူ့ရဲ့သားဖြစ်သူအေဂျင့်ဆိုသူတို့ဟာလည်းရောင်မျိုးကသူတို့ရဲ့ဗဟန်းမြို့နယ်ရွှေတောင်ကြားနှစ်ရက်ကွက် ကုတ်ကိုင်းရိတ်သားလက်အမှတ်16 A 1မှာလာပြီးမနေကြတော့ပဲနေပြီးတော့မှသာအိမ်တွေပြောင်းပြီးလှုပ်ဝက်နေထိုင်နေကြသလိုစိုးသိမ်းသားအေဂျင့်ဆိုရင်လက်ရှိစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေပြီမဲ့လုံခြုံရေးစိုးရင်ရလို့ဆိုပြီးအစည်းအဝေးနဲ့ရုံးကိုပါမလာတော့ဘူးလို့သိရပါတယ်ဒါအပြင်ဗိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ကြံ့ဖို့ပါတီအတွင်းမှာလည်းပါတီထိပ်ပိုင်းခေါင်းဆောင်တွေတွာလာတဲ့အချိန်တိုင်းသက်ဆိုင်ရာစစ်တပ်နဲ့ရဲကူအကြောင်းကြားပြီးတော့မှ လုံခြုံရေးရယူပြီးတွာလာကြဖို့ပါတီတွင်းညွှန်ကြားချက်တွေပါထုတ်ပြန်ထားရတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့မြန်မာနိုင်ငံမှာစကိုင်းငလျင်ကြီးလှုပ်ခတ်အပြီးမှာတယ်လေကြောင်းတက်ခိုက်မှုပေါင်းအကျဉ်းကြီး900ကျော်နဲ့ပြည်သူပေါင်း400ကျော်ကိုတတ်ဖြတ်ခဲ့တဲ့အကြံဖတ်စစ်ကောင်စီဟာအခုဇွန်လအကုန်ထိနောက်ထပ်အပြစ်ခတ်ရစဲရေးကိုတက်မှန်ကြီးညာထားပြန်ပါတယ်ဒါကိုတော့အကြံဖတ်စစ်ကောင်စီကငလျင်တန်းတင့်ဒေသတွေကိုကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအကြောင်းပြချက်နဲ့ဇွန်လတရနေ့ကနေဇွန်လ30ရက်အတွင်း တို့စစ်တပ်ဘက်ကနေယာယီအပြစ်ခတ်တလထက်မှန်ရစဲထားမယ်ဆိုပြီးကြေညာလာပြန်တာပဲဖြစ်ပါတယ်တစ်ဖက်မှာတော့တို့စစ်တပ်ဘက်ကပဲစကိုင်းငလင်ကြီးလှုပ်ခတ်အပြီးမှာတယ်အပြစ်ရက်ကြေညာခဲ့တဲ့အချိန်တိုင်းတော်လိုင်းတပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေကရတပီတရီနေထိုင်ရာနေရာတွေကိုလေကြောင်းကနေအဆက်မပြတ်ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူပေါင်းအယောက်400ကျော်တိဆုံးထားပြီးအဲဒီကမှပြီးခဲ့တဲ့မေလတလမှာပဲသူတို့စစ်တပ်ကတတိယအကြိမ်ဖြစ်အပြစ်ရက်ကာလမှာတင် မေလာစနေနေ့ကတပင်းမြို့နယ်မှာရှိတဲ့ကလေးတွေစတင်နေတဲ့ကြောင်းကိုဘုံကျဲမှုဖြစ်စဉ်မှာဆီယမ်မာတွေနဲ့ကလေးငယ်ပေါင်းများစွာတိုက်ဆုံခဲ့တဲ့ဖြစ်စဉ်ဟာအထင်ရှားကိုဖြစ်ပွားခဲ့ပါတယ်။အဲ့လိုအပြည့်အစုံညာပြီးတိုင်းတစ်ဖက်မှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြည်သူပေါင်းရာနဲ့ကြီးကိုတပ်ဖြတ်ထားတဲ့စစ်ကောင်စီကပဲအခုတကလေးချိန်မြောက်အဖြစ်ဇွန်လအကုန်တီသူတို့စစ်တပ်ဘက်ကအပြည့်ရက်ကာလကိုတလထက်မှန်တက်တန်းတိုးတယ်ဆိုပြီးကြေညာလာပြန်တာပဲဖြစ်ပါတယ်ခင်ဗျာ။ 6မှာတော့အချင်းဖက်စစ်ကောင်စီကအခုဇွန်လအကုန်တိသူတို့စစ်တပ်ဘက်က၄ချိန်မြောက်အပြစ်ခတ်ရရိတ်ကိုကျင်ညာပြီးတဲ့နောက်မှာပဲတပိတ်ချင်းနဲ့စင်ကူးမြို့နယ်တွေမှာသူတို့စစ်တပ်ကပဲလေရင်နဲ့လာပြီးဘုံကျဲသွားမှုကြောင့်ပြည်သူတို့ဦးထိခိုက်ဒဏ်ရာရထားပြန်တဲ့အပြင်နေအိမ်အဆောက်အုံတွေလည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စစ်ကောင်စီကနိုင်ငံတကာကိုလူကြားကအောင်အခုဇွန်လအကုန်တိသူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ဆိုပြီးမေလ31ရက်နေ့ကပဲထပ်မံကြေညာလာပြီးတဲ့နောက်မှာ ဇော်လန်တရနေ့ဖြစ်တဲ့မနေ့ကတည်းကတပိတ်ချင်းနဲ့စင်ကူးမြို့နယ်ကစာတင်ကျောင်းနဲ့ Lucky 7 Hotel အပါဝင်ကြေးရွာတွေကိုလင်းနဲ့လာပြီးဘုံတွေကျဲချသွားပြန်နေဆိုပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာပြည်သူ၃ဦးတန်ရာရထားပြီးတဦးကစိုးရင်ရတဲ့အခြေအနေဖြစ်တယ်လို့စာတင်ကျောင်းနဲ့ Lucky 7 Hotel အပါဝင်နေအိမ်အဆောက်အုံတွေလည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်တစ်ဖက်မှာတော့အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတကာကိုလူကြောက်အောင်သူတို့စစ်တပ်ကအပြစ်ရထားပါတယ်ဆိုတဲ့ကြေညာချက်တွေထုတ်ပြန်ပြီးတိုင်း တဖက်မှာသူတို့စစ်တပ်ကပဲတော်လိုင်းတက်တွေထိန်းချုပ်ထားရဒေသတွေကရဲသားပြည်သူတွေနေထိုင်ရနေရာတွေကိုလေကြောင်းကနေဘုံကျဲတက်ခိုက်တာတွေအဆက်မပြတ်လုပ်ခဲ့ရမှာအခုတခါလဲလေးချိန်မြောက်အနေနဲ့သူတို့စစ်တပ်ဘက်ကအပြစ်ရထားပါနေဆိုတဲ့ကြေညာချက်ထုတ်ပြန်ပြီးနောက်တည့်ရဖြစ်တယ်မနေ့ကဇွန်လတည့်ရနေ့မှာပဲတပိတ်ချင်းနဲ့စင်ကူးမြို့နယ်တွေကစာတင်ကြောင်းပါဝင်ပြည်သူတွေနေထိုင်ရနေရာတွေကိုလေနဲ့လာပြီးဘုံကျဲတက်ခိုက်သွားပြန်တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတပ်ဖက်မှာတော့ အကျံပါဆက်အနာရှင်အဆက်ဆက်ကျင့်သုံးခဲ့တဲ့အချင်းချင်းကြားသွေးခွဲခြင်းဆိုတဲ့နောက်ဆုံးစီးကိုကြော်ဖြတ်နိုင်ရင်အနိုင်ရပြီလို့ PDF စစ်စင်ရင်မှုရဲဘော်တင်ဦးကပြောလိုက်ပါတယ်။ဒါကိုတော့မေလာ31ရက်နေ့ကကျင်းပခဲ့တဲ့တို့ပြန်လာပြီး ARD စကားဝိုင်းမှာ PDF စစ်စင်ရင်မှုရဲဘော်တင်ဦးကပြောဆိုခဲ့တာပါ။အဲ့ဒီမှာ PDF စစ်စင်ရင်မှုရဲဘော်တင်ဦးပြောဆိုသွားတဲ့အချက်တွေတဲကအဓိကကတော့ခေတ်ဆက်ဆက်အကျံပါဆက်အနာရှင်တွေဟာတော်လိုင်းကြီးဖြုတ်ခွဲတဲ့အထက်မှာဒွေအေးစီမဲ့စီး သွေးကြောင်စီမဲ့စီးနဲ့အချင်းချင်းကြားသွေးကွဲအောင်လှုပ်တဲ့စီးကိုအစင်တစ်စိုက်လှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့အဲ့ဒီကသွေးအေးစီမဲ့စီးနဲ့သွေးကြောင်စီမဲ့စီးနှစ်စီးကိုတော်လိုင်းတပ်တွေကကြော်လွှားနိုင်ခဲ့ပြီဖြစ်တဲ့အတွက်စစ်တပ်ကလုံနေတဲ့နောက်ဆုံးစီးအနေနဲ့အချင်းချင်းကြားသွေးကွဲအောင်လှုပ်တဲ့စီးကိုတော်လိုင်းဘက်ကသွေးမကွဲပဲစီးစီးလုံးလုံးနဲ့ကြော်ဖြတ်နိုင်ရင်တော့ဒီပွဲအနိုင်ရပြီလို့ PDS ဆစ်စင်ရေးမှုရဲဘော်တင်ဦးကပြောလိုက်ပါတယ်ခင်ဗျာ တစ်ဖက်မှာတော့စကိုင်းတိုင်းကမုံရွာမြို့မှာအရက်ဝက်နဲ့ပြည်သူပိုင်းဂါရီစီကနေစက်ကြီးကောက်နေတဲ့အကြမ်းဖက်စက်ကောင်စီတပ်သား2ဦးကိုတော်လိုင်းရဲဘော်တွေကပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းမီကိုတေကုန်ကြပြီလို့ The Fitness Army တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဇွန်လ1ရက်နေ့ဖြစ်တဲ့မနေ့ကပဲမုံရွာမြို့အထက်ကတက်စာတင်ကျောင်းကနေစက်ကောင်စီတပ်သား2ဦးဟာအရက်ဝက်နဲ့ထွက်လာပြီးပြည်သူပိုင်းဂါရီစီကနေမတရားစက်ကြီးကောက်နေကြတယ်ဆိုပါတယ်။အဲ့ဒီနောက် ဒေါ်လာကြီးရဲဘော်တွေကတရင်ရရချင်းပဲအဲ့ဒီစကြေးကောက်နေတဲ့စစ်ကောင်စီတပ်သား2ဦးကိုတွားရောက်ပစ်ခတ်ရှင်းလိုက်ရမှာတော့2ဦးစလုံးနေရာမှာတင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီသူတို့စီးတဲ့ဆိုင်ကယ်ဂူပါဒေါ်လာကြီးတပ်တွေကတဘာတဲ့သိသိရရှိခဲ့တယ်လို့ The Finnish Army တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဖတ်ပါမလဲမကွေးတိုင်းပခုတ်ကူမြို့ပေါ်ကခရိုင်မိသက်ရုံမှတက်ဆွဲထားတဲ့အကြံဖက်စကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကအနီးကပ်ဝင်ရောက်တိုက်ခိုက်မှုအတွင်း စင်ကောင်းစီဘက်က9ဦးကတော့အတိအသင့်တေကုန်ကြပြီတဲ့နော်သူတို့ဘက်ကစစ်ကူတွေပါအသေးအံခေါ်ရတဲ့အထိဖြစ်သွားတယ်လို့ရွှေညာမြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လတရနေ့ဖြစ်တဲ့မနေ့ကမနေ့အစောပိုင်းမှာပဲပခုတ်ကူမြို့ပေါ်ကခရိုင်မိသက်ရုံမှာတဆွဲထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လိုင်းတပ်ဖွဲ့တွေကအနီးကပ်ဝင်ရောက်တတ်ခတ်ခဲ့တယ်ဆိုပါတယ်အဲဒီလိုတတ်ခတ်မှုအတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးကတော့နေရာမှာတင်ပြက်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင် နောက်ထပ်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီတဲ့နောက်သူတို့ဘက်ကစစ်ကူတွေပါ အသေးတန်ခေါ်ရတဲ့အထိပြစ်သွားကြတယ်လို့ရွေးညာမြေ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တိကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ပါ